မာသေနတတိကြီးအဲ့ဒီမာသေနရဲ့ညီဖြစ်တဲ့အပရာဇိတကျောင်းတကာကြီးကသူ့လူတွေကိုအဆောင်ချပြီးတော့မှားထားတယ်သူ့ရဲ့ကြီးရွယ်ချက်ကတရားတရားရှိလို့ဖះကြောင်လာကြတယ်ဆိုရင်လေဖះတရားနာပြီးဘဝကလွတ်မြောက်အောင်ကြိုးစားနိုင်ကြမယ် ပစ္စည်းဥစ္စာလိုချင်လို့ကြောင်းလာရင်လေတရားဓမ္မလာလဲရရင်လူတော်လူကောင်းတွေဖြစ်ပြီးတော့နောက်ဆုံးမှာဘဝကလွတ်မြောက်နိုင်မှုကိုကြိုးစားနိုင်ကြမှာပဲလို့ဟောတဲ့လူရည်ရွယ်ချက်နဲ့သူ့လူတွေစောင့်ချထားတဲ့လူတွေကိုမှားတယ်ဆင်းရဲတဲ့လူတွေဆိုရင်လက်နှစ်ဖက်နဲ့ယူခြင်းယူပါစေအိတ်တွေထဲ့မသွားစေနဲ့လက်နဲ့ဆန်းတဲ့လောက်ယူနိုင်တယ် ချမ်းသာတဲ့လူတွေတော့လက်တစ်ဖက်နဲ့ပဲယူပါစေဆိုပြီးတော့အဆောင်စောင့်ကြည့်ခိုင်းထားတယ်ပေါ့ကျောင်းကိုလူတွေနေတိုင်းလာကြတယ်ယရနာလိုချင်တဲ့လူကလည်းယရနာလောဘနဲ့လာတယ်ပေါ့တရားတရားရှိတဲ့လူကလည်းဖျားဖူးဖို့တရားနာဖို့လာကြတယ်ပေါ့ရော့သွားတဲ့ယရနာတွေကိုတထေးကပြန်ဖြစ်ကျောင်းတော်ကတထေးရက်ပြန်ဖြစ်